စိတ်ဝင်စားစရာနောက်ဆုံးရမန်ချက်စတာစီးတီးသတင်းများအားလုံးဝမင်္ဂလာပါ City Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ Manchester City ရဲ့သတင်းတို့၅ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မစခင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီဂျနီရိုင်းဒါလဲကိုသွင်းပြီးနေသန်ဂီလဲပွဲထွက်ခွင့်ရခဲ့တဲ့ကမ္ဘာဖလားခြေစစ်ပွဲ။ လီသူရေးနီးယားကို4နေနဲ့အနိုင်ရခဲ့တဲ့ခြေစပွဲအုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာစီတီကစားသမားတွေဖြစ်တဲ့ရိုင်းဒါယောအကီပါပွဲထွက်လူစည်းမှာပါဝင်ခွင့်ရခဲ့ပါတယ်။ပထမပိုင်း16မိနစ်မှာပဲအသင်းပေါ်ဖရန်ကီတီချောင်ရဲ့ဖန်တီးပေးမှုကနေရိုင်းဒါကဥဆောင်ကိုသွင်းယူခဲ့ပြီးပွဲကိုလွယ်ကူသွားစေခဲ့တာပါ။ဒီနှစ်သင်းရဲ့ကြားကစားသမားရေးသွေးကကွာခြားလွန်းနေတာကြောင့် Juan Cruyff Arena မှာ Dash သားတွေကပဲပွဲကိုလိုသလိုထိန်းချုပ်သွားခဲ့ပါတယ်။ဒုတိယပိုင်းစပြီးမိနစ်20အတွင်းမှာပဲအင်ရှင်တွေက3ဂိုးစတိုက်သွင်းပြီးပွဲကိုအပြတ်ဖြတ်ခဲ့တာပါ။ ဘိုင်းနာတယောက်ပထမပိုင်းမှာကတည်းကဒီနှစ်ပွဲအတွက်ဒုတိယကိုရမလို့ဖြစ်ခဲ့ပါသေးတယ်။ကန်ချက်ကလှပေမဲ့တိုင်ထိထွက်သွားခဲ့တာပါ။ပွဲပြီးမှာတော့ Rinder Gapo Simon Malando ရဲ့ twin goal တွေနဲ့၄ခုပြတ်အနိုင်ရကဒုတိယနေရာကပိုလန်ကို၃မှတ်ဖြတ်ပြီး2026ကမ္ဘာဖလားကို Netherlands တို့တိုက်ရိုက်ဝင်ခွင့်ရရှိသွားပါတယ်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့မွန်တီနီဂရိုနဲ့ပွဲမှာရုန်းကန်ခဲ့ရတဲ့ကဘာဒီယောဆိုတဲ့အကြောင်းကိုတင်ဆက်ပေးကြပါရစေ ကမ္ဘာ့ဗလာခြေစစ်ပွဲအောင်မြင်ပြီးဖြစ်ပေမဲ့မွန်တီနီဂရိုနဲ့ပွဲကြံမှာခရိုအေးရှားအတွက်ရှုံးပွဲမရှိမှတ်တမ်းကိုထိန်းသိမ်းဖို့လိုအပ်ခဲ့တာပါ Group L ရဲ့နောက်ဆုံးပွဲစဉ်မှာအင်ရှင်မွန်တီနီဂရိုအသင်းကအင်ကွင်းပရိသတ်အတွက်ရလကောင်တစ်ခုကိုယူဆောင်ပေးဖို့အပြင်းထန်အားထုတ်ခဲ့တာကြောင့်အဲ့ဒီခရိုအေးရှားအသင်းအတွက်လည်းနိုင်ပွဲရဖို့ရုန်းကန်ခဲ့ရပါတယ်ပွဲစပြီး18မိနစ်အတွင်းမှာပဲအင်ရှင်အသင်းက2ဂိုးစတိုက်သွင်းယူသွားတာကြောင့်ခရိုအေးရှားလည်းနောက်ကလိုက်ကစားခဲ့ရပါတယ်ဒီပွဲမှာစီတီကစားသမားကဗာရီယောရဲ့ပယ်ချန်းကတော်လေးအားနေခဲ့တာပါ သို့သောပထမပိုင်း38မိနစ်မှာအင်ရှင်အသင်းနောက်ခံလူရဲ့ဖြတ်ထုတ်ပုံပြင်းထန်တာကြောင့်ခရိုအေးရှားတို့ပယ်နယ်တီရခဲ့ပြီးပါရီစစ်ကအမှားရမရှိဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့တာကြောင့်ပွဲကပြန်လာဖို့လွယ်ကူသွားခဲ့ပါတယ်။ဒုတိယပိုင်းအစမှာပဲကဘာဒီယိုကိုနီးပြဇလာကိုတလစ်ကလူစားလဲခဲ့ပါတယ်။ပွဲချိန်83မိနစ်မှာတော့ဂျာခစ်89မိနစ်မှာဗလာစစ်တို့ကဂိုးရီစလိုက်သွင်းယူပြီးရှစ်ပွဲကစား9ပွဲနိုင်တဲ့ပွဲတည်ရ22မိနစ်ခရိုအေးရှားရဲ့ကဘာဗလာခြေစပွဲခရီးစဉ်ကတော့အောင်းအောင်းမြင်မြင်ပြီးဆုံးသွားခဲ့ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကယ်ဒမီတိုက်စစ်မှုမမတူဆန်ကာရီကိုငှားချဖို့ပြင်ဆင်နေတဲ့မန်စီးတီးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားကြပါမယ်။ဒီဘက်နှစ်တွေမှာတော့မန်စီးတီးတို့လူငယ်ကစားသမားတွေကိုစနစ်တကျကင်တွယ်နေပြီးအသင်းကြီးမှလည်းနေရာပို့ပေးလာတာကိုတွေ့ရပါတယ်။ပြိသက်တွေကိုယ်တိုင်ကလည်းအကယ်ဒမီကစားသမားတွေကိုအသင်းကြီးမှကစားတာကိုမြင်တွေ့လို့ကြတာပါ။လက်ရှိမှာစီတီအတိုင်းဝိုင်းကစောင့်ကြည့်မျှော်လင့်ထားတဲ့ကစားသမားတွေထဲမှာဆိုဂျီဒန်ဟက်စကီ၊ဒဗိုင်းမူကာဆာ၊ကလော်ဒီယိုအချာဗာရီတို့လူငယ်ကျယ်ပွင့်တွေကိုမြင်တွေ့ရမှာပါ။ အရေးအသွင်းမြင့်ကယ်ဒမီထုတ်ကုန်တွေနဲ့ senior လူစည်းရင်းကို ပေါင်းစပ်ဖို့ city ဘက်ကစ조사နေတာပါဒီနှစ်ရာသီမှာပြစ်ပယ်လို့မရအောင်ခြေစွမ်းပြနေတဲ့ကစားသမားတယောက်ကိုပြပါဆိုရင်တော့ပြင်သစ်လူငယ်တိုက်ဆင်မှုမမာဒူဆန်ကာရီကိုပဲရွေးထုတ်ပြရမှာပါဒီ16နှစ်ရွယ်ကစားသမားလေးက Premier League 2 UEFA Youth League တို့မှာဂိုးသွင်းချေတွေ့နေပြီးကိုးကိုးသွင်းနှစ်ဂိုးဖန်တီးပေးထားနိုင်ပါတယ်ကစားသမားရဲ့အုပ်ထိန်းသူတွေနဲ့ Man City တာဝန်ရှိသူတွေကြားမှာလက်တလောသဘောတူညီချက်ကတော့လာမယ့်ဇန်နဝါရီပြောင်းရွှေ့မှာပဲ စားသမားကိုပွဲထွက်ခွင့်ပိုမိုရရှိမယ်အတင်းတင်းကိုအငှားချဖို့ပါ။ကစားသမားရဲ့ဆန္ဒကတော့ပက်ကွာရီလာရဲ့လက်အောက်စီနီယာအသင်းကြီးမှာခက်မြမြန်ကစားရဖို့လို့သိရပါတယ်။ဒီလိုဆိုရင်တော့ဒီရာသီမှာပဲအငှားထွက်ကစားနောက်ရာသီအစမှာအသင်းကြီးနဲ့ပူးပေါင်းနိုင်အောင်ကြိုးစားဆိုတဲ့လန်ဒလန်ပဲရှိပါတော့တယ်။ကစားသမားကိုစိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာလီဝမ်နဲ့ဘွန်နလီကာအသင်းတွေပါဝင်ဘယ်ဂျီယန်အင်အားကြီးအသင်းဖြစ်တဲ့ NLH အသင်းလည်းပါဝင်နေပါတယ်။လီဝမ်နဲ့ဘွန်နလီကာအသင်းတွေကတော့လူငယ်ကစားသမားတွေကိုပြိုးထောင်ပေးရမှာနာမည်ကြီးပါတယ်။ ဘေဂျီယန်ကလပ်အန်ဒါလက်ကတော့မန်စီးတီးနဲ့ဆက်ဆံရေးကောင်းတွေပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။ဆန်ဂါရီတယောက်ပဲအသင်းကိုအငှားသွားရောက်ကစားမလဲစိတ်ဝင်စားစောင့်ကြည့်သွားဖို့ရှိနေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန်စီးတီးရဲ့ရေရှည်စီမံကိန်းထဲမှာပါဝင်နေစေဖြစ်တဲ့နယူကာဆယ်နောက်ခံအစွန်လူလီဗရာမန်တိုအကြောင်းကိုတင်ဆက်ပေးကြပါမယ်။အင်္ဂလန်လူငယ်ကစားသမားကိုကြံခဲ့တဲ့နေရာဒီကလေးကစီးတီးတို့ခေါ်ယူဖို့ကောလာဟာလာတွေထွက်ခဲ့ပေမဲ့ကစားသမားရဲ့တန်ကြီးနယူကာဆယ်ဘက်ကလွယ်လွယ်နဲ့လက်လွတ်မှာမဟုတ်တာတွေကြောင့်စီးတီးဘက်ကလက်ရှောင်သွားခဲ့တာပါ။ ီ23နှစ်သားကဆောက်တန်တန်ကနေ2023ခုနှစ်မှာနယူကာဆယ်အသင်းနဲ့ပြောင်းရွှေ့လာသူပါခြေစွမ်းကောင်းတွေလည်းတောက်လျှောက်ပြသထားနိုင်ပြီးငှက်ကြားတွေအတွက်88ပွဲပါဝင်ကစားပြီးသားသလိုအင်္ဂလန်လည်းရွေးစဉ်အသင်းအတွက်လည်း3ပွဲကစားခွင့်ရထားပါတယ်ကျန်ခဲ့တဲ့ဇန်နဝါရီကတည်းကညာအစွန်ခန်းစစ်ကစားသမားခိုင်းဝေါ်ကာကိုစီတီတို့လက်လွတ်ခဲ့ရသလိုဒီနေရာကိုမသိရဲ့နူးနက်ကယာယီဝင်ကစားပေးနေရပါတယ်ဂျွန်စတုန်းကလည်းလာမယ့်နေ့မှာစာချုပ်ကုန်ဆုံးတော့မှာဖြစ်သလို ေဗင်ဖီလစ်ကလည်းအသင်းပြောင်းဖို့ရှိနေတာကြောင့်အင်္ဂလန်ကစားသမားပါဝင်မှုရော့ကျလာဖို့ရှိနေတဲ့အတွက်လီဗာမန်တိုလိုအင်္ဂလိပ်ကစားသမားကိုရေရှည်အတွက်စားထိုးတာကစီတီအတွက်တစ်ချက်ခုနှစ်ချက်ပြတ်တော်လေးသင့်တော်နေပါတယ်။ဂျာနယ်လစ်ဘန်ဂျက်ခော့ရဲ့ဆိုရာအင်္ဂလန် right back ကစားသမားကိုခေါ်ယူရမှာ Manchester United ကအဓိကပြိုင်ဘက်ဖြစ်လာဖွယ်ရှိတယ်လို့သိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Claudio Echeverri ကိုအငှားချထားရတာကနေပြန်လည်ခေါ်ယူဖို့စဉ်းစားနေတဲ့ Man City ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားကြပါမယ်။ ဒီနေရာမှာမန်စီးတီးပြည်သက်တရဲ့ယဉ်ကျေးမှုကအသင်းကိုလူငယ်ကစားသမားတွေရောက်လာတိုင်းမျောလင်းချက်ကြီးကြီးမားမားထားလေးရှိကြတာပါသို့တော့ဖြစ်မလာခဲ့ရင်လည်းကစားသမားကိုဖိအားပေးတာတဲ့ခွင့်လွှတ်ကြတာလည်းများပါတယ်ဒီရာဒီမှာလူကြိုက်နေတဲ့ကစားသမားတွေဖြစ်တဲ့မတီးရဲ့နူနန်နီကိုကွန်ဆာလက်တို့ကိုနိုင်ငံတကာကရောပြည်တွင်းက citizen နဲ့ fan page admin အများစုကင်တွဲသွားပုံကလှပါတယ်ကစားသမားတွေကိုရှေ့ကဦးဆောင်ပြီးဝေဖန်နေတဲ့သူတွေမရှိပဲစိတ်ရှိရှိသွားခဲ့ကြပြီးခုဆိုနူနက်စ်နီကိုတို့ဆိုတာကပြည်သက်သဘောကျတဲ့ကစားသမားတွေအနေထားကိုပြန်လည်ရောက်ရှိနေပါပြီ။ အငားချလာတဲ့ကစားသမားတွေတဲမှာဆိုရင် Claudio Echeverri ဆိုရင်လဲ Citizen တွေတော်လေးမျောလင့်ထားကြပါတယ်။သို့တော့ကစားသမားကယုံရင်းစံကတ်တွေဖြစ်နေတဲ့ Bayern Leverkusen မှာကစားချိန်လုံလောက်မရပဲဒုတက်မှုရက်တန့်နေတာတွေ့ရပါတယ်။ Man City အသင်းဘက်ကလည်းအငားစာချုပ်ကိုဖျက်သိမ်းပိုင်ခွင့်ရှိနေတာကြောင့်ဒီအတွက်စတင်စဉ်းစားလာတာပါ။လက်ရှိအချိန်ထိဂျာမန်ကလပ်မှာ၃ပွဲပဲပွဲထွက်ကစားခွင့်ရထားပြီး၆ပွဲကတော့လူစားဝင်ဖြစ်နေပါဝင်ထားပါတယ်။ကစားသမားရဲ့အုတ်ထင်းသူလေဗာကူဆင်းနဲ့မန်စီးတီးအားလုံးကတော့လက်ရှိအခြေအနေနဲ့ပတ်သက်လို့စိတ်ပြတ်နေကြတာပါ စီတီဘက်ကတော့လာမယ့်ဆောင်းရာသီမှာလိုအပ်ပါကကစားသမားကိုအသင်းထံပြန်လဲခေါ်ယူသွားမယ်လို့သိရပါတယ်။လီဗာကူဇင်ဘက်ကလည်းအသင့်အစားထိုးနိုင်တဲ့အာနက်စ်ပိုကူ၊ဂျိုးနက်စ်ဟော့ဖ်မန်တို့လိုနံပါတ်1ကစားသမားတွေရှိနေတာကြောင့် HFRI ကိုစီတီကိုပြန်လွှတ်တာမှာသူတို့အသင်းအတွက်ပြဿနာမရှိတာကိုလည်းမြင်တွေ့ရပါတယ်။ဒါဒီကတော့နောက်ဆုံးရမန်ချက်စတာစီတီသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။